50 no 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 walking 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 on the sidewalk in vietnam view တော်လှပါတယ် it was so clear like 30 minutes ago and it started to rain warren museum ကနေဆိုလို့ရှိရင်ဒီစားတိုက်ဘက်ကိုနည်းနည်းတော့လမ်းပါသေးတယ်အားလုံးမင်္ဂလာပါဒီနေ့ကတော့ကျွန်တော်ရဲ့ဟိုချီမင်းခီစဉ်နောက်ဆုံးရက်ပဲဖြစ်ပါတယ် ဒီနေ့ကကျွန်တော်နှစ်နေရာကိုသွားလည်မှာဖြစ်ပါတယ်ပထမနေရာကတော့ War Remnants Museum ပါဒုတိယနေရာကတော့ Saigon Central Post Office ဖြစ်ပါတယ်စားတိုက်ဖြစ်ပါတယ်ဆိုတော့အားလုံးပဲကျွန်တော်တို့တူတူလိုက်ကြည့်ကြဖို့ဖိတ်ခေါ်ပါတယ်ခါတိုင်းကိုပဲကျွန်တော်ဘတ်စကားစီးတော့ပါတယ်ဘတ်စကားကတော့အချိန်အနည်းငယ်လောက်စောင့်အောင်ပါတယ် Walking 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 on a sidewalk in Vietnam Saigon City Ho Chi Minh City um how busy the streets is is packed with motorcycles as always especially now we ကျွန်တော်ရှင်းမှာပြောခဲ့တဲ့အတိုင်းပဲကျွန်တော်ရဲ့ကနူးပလန်က War Remnant Museum ကိုအရင်ဆုံးသွားမှာဖြစ်ပါတယ်။ဆိုတော့နီးစပ်တဲ့ဘတ်ကားမတိုင်မှာဆင်းပြီးတော့ကျွန်တော်လမ်းလျှောက်ပါတယ်။လမ်းလျှောက်နေရင်းနဲ့စိတ်ဝင်စားစရာကောင်းတဲ့နေရာတခုကိုတော့တွေ့ပါတယ်။အဲ့ဒါက The Museum of Ho Chi Minh City ဖြစ်ပါတယ်။ Ho Chi Minh ကြားတိုင်ပေါ့နော်။ ကြီးကတော့ BNN down 3000ပြည့်ရပါတယ်ဒီမှာဝင်လဲဆိုလို့ရှိရင်2500လောက်ပဲရှိမှာပါမနက်9နာရီခွဲကနေညနေ6နာရီထိဖွင့်ပါတယ်ကြားရတော့ဒီမှာမြင်ရတဲ့အတိုင်းပြင်သစ်ကိုလိုနေတဲ့ခြင်းအစာအုပ်တစ်ခုဖြစ်ပါတယ်ဆိုတော့ဒီပြတိုင်းမှာဘာရည်တိကတွေ့ရမလဲဘာရည်တိကလေ့လာမလဲဆိုလို့ရှိရင်ဟိုချင်းမင်းခေတ်ကာလတုန်းကไซโกนิสတွေရေဘွားတွေအဲသူတို့ဖြတ်တန်းခဲ့ရတဲ့ပုံရိပ်တွေအဲပြီးလို့ရှိရင် အဲ struggle ပေါ့နော်သူတို့ဒီ psychonist တွေရုန်းကန်လှူရှားခဲ့ရတဲ့ဘဝတွေကိုလေ့လာခွင့်ရမှာဖြစ်ပါတယ်တန်းတန်းကိုဝင်ဝင်ချင်းမှာပဲပထမဆုံးရတဲ့ feeling ကဘယ်လိုလဲဆိုလို့ရှိရင် ကျွန်တော်တို့ရန်ကုန်ကဝင်ချင်းများယုံကိုကျွန်တော်တော်တတိရတော့ပါတယ်ဝင်ချင်းများယုံကိုရောက်နေတဲ့ vibe လေးတော့ပေးရတယ်ပေါ့နော် ပုံစံလေးတွေကရန်ကုန်မှာတူပါတယ်။ဘာလို့အဲ့လိုပြောရလဲဆိုလို့ရှိရင်ဒီပြတိုင်းမှာ photo shooting တွေများပါတယ်။ pre-wedding photo တွေလာရိုက်တဲ့အတွေ့အကြုံတွေအများကြီးတွေ့ရတယ်ပေါ့နော်။ပြားလိုက်ကအပြင်ကနေကြီးလိုက်မယ်ဆိုလို့ရှိရင်အရင်တက်ရတယ်လို့မထင်ရဘူးပေါ့နော်ဒါပေမဲ့အတွင်းဘက်မှာကျတော့ decoration တွေကတော်တော်စနစ်တကျ အဖွဲ့စည်းပြင်ဆင်ထားတာတွေ့ရပါတယ်ကိုချီမင်းမျိုးဝင်လာလေလို့ရှိရင်မ ్యూ ဇီယံကလည်းမဖြစ်မနေတော့တင်းနေနေရတဲ့အပါလေလို့ကျွန်တော်ရှေ့ပြီးတော့ပြောခဲ့ပါဗျ။ဒါပေမဲ့တချို့လူတွေကြွကြတော့ဒီမ ్యూ ဇီယံကအရင်ပြင်းစရာကောင်းတယ်လို့ထင်ရပါလိမ့်မယ်။ တော်ကိုနိုင်တဲ့ဒီမ ్యూ ဇီယံတွေတော့ကြည့်ရတာ historical fest တွေနားထောင်ရတာအရင်ကြီးတဲ့လူတွေတော့မဟုတ်ပြ။ဒါပေမဲ့ဒီအနေရောက်တဲ့အခါကျလို့ရှိရင်ဥမာအဖြစ်ဟိုချီမင်းအကြောင်းကိုနားလည်ခြင်းနဲ့ဟိုချီမင်းမြို့အကြောင်းကိုသိခြင်းနဲ့ ဟိုချင်မင်းအခုအသက်ရှိဟိုချင်မင်းမျိုးနဲ့အရင်ခေတ်ကာလတော့ဟိုချင်မင်းမျိုးပါရဲခေါ်လဲဘယ်လောက်ထိတော့မှပြောင်းလဲသွားလဲပေါ့နော်ပြီးလို့ရှိရင်ဒီပြင်သစ်ကိုလိုနီခေတ်ကာလတော့ဒီ Cygonist တွေ Life Cup လို့လဲဘယ်လောက်ထိတော့မှရုန်းကန်လှုပ်ရှားခဲ့ရလဲပေါ့နော်အာပြီးသွားလို့ရှိရင်ဒီ Revolutionary Period လို့ခေါ်တာပေါ့နော်ဒီ Dolan Ye ခေတ်ကာလတော့ဟိုချင်မင်းလက်အောက်မှာဒီ Cygonist ရဲ့ Life Cup လို့လဲ ်ဒီစစ်ပွဲကိုဘလောက်ထိဘလို့ပုံစံနဲ့ရင်ဆိုင်ပြတ်တန်းခဲ့ရလဲဆိုတာကိုနားလည်ခြင်းနဲ့တလုံးတစားသိခြင်းနဲ့ဆိုလို့ရှိရင်ဒီမ ్యూ ဇီယမ်မှာရှိတဲ့အချက်အလက်တွေကအိမ်မှာဓမ္မပြေဆုံးနေစိတ်ဝင်စားစရာကောင်းတဲ့အတွက်တော်တော်လေးကိုနားလည်သဘောပေါက်လွယ်ကူစေပါတယ် င်းကြောင်းနဲ့ဆက်မွေစားဘူး exhibition တွေမကြည့်ကြဘူးဓာတ်ပုံကောင်းကောင်းလေးပဲရချင်တာဓာတ်ပုံလှလှလေးပဲရချင်တာဆိုတဲ့သူတွေကလည်းဒီနေရာကတင့်တော်ဆုံးဖြစ်မှာပါဘာလို့လဲဆိုတော့အခုမြင်တွေ့ရတဲ့တိုင်းဒီကိုရီးယားဘက်ကိုဒီနောက်ဘက်ကိုရှောက်လာလို့ရှိရင်ဓပုံရိုက်လို့ကောင်းတဲ့ sport တွေရှိပါတယ် view တော်တော်လှပါတယ် တနက်ကနေအပြင်ဘက်ထွက်လာလို့ရှိရင်အခုလိုမျိုးအာဆနော်ပေါ့အမြောက်ကြီးရယ်လက်နက်ကြီးရယ်အဲပြီးရောလို့ရှိရင်စစ်လက်ချန်ဒီလင်းနေပေါ့နော်ပြီးလို့ရှိရင်တင့်ကားတွေကိုတွေ့ရမှာဖြစ်ပါတယ် wait ကျွန်တော်အကြာကြီးပတ်ချိန်ခဲ့ပေမဲ့အချိန်မရတော့လို့ကျွန်တော်ပြန်ထွက်လာခဲ့ပါတယ်။ဘာလို့လဲဆိုလို့ရှိရင်ကျွန်တော်ရဲ့အချိန်ကအရင် limited ဖြစ်ပါတယ်။ဒီနေ့ကကျွန်တော်ရဲ့ VNN နောက်ဆုံးရက်ဖြစ်တဲ့အတွက် အာ remember ကျွန်တော်သွားမယ်နေရာပထမဦးဆုံးကနဦးနေရာကျတော့ Warren Manor Museum ရေနောက်ပြီးလို့ရှိရင် Central Post Office ဖြစ်ပါတယ်ဆိုတော့ကျွန်တော်အချိန်တို့ပါတယ်အားကြောင့်မမြင်မြင်ထွက်လာခဲ့ပါတယ် How much is it 50 50 No 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 It's like 20 cheaper 20 Yeah Okay 30 look right ဒါကဥမာကောင်းတစ်ခုပါကျွန်တော်ရှေ့ဗီဒီယိုတုန်းက တန်ပစ္စည်းတွေရှိကနေပြီးတော့ဈေးဝယ်လို့ရှိရင်ကျွန်တော်ဈေးမစစ်ဘူးလို့ကျွန်တော်ပြောထားရှိပါတယ်။ဒါပေမဲ့အဲဒီအုံတီကပုံမှန်ဆိုလို့ရှိရင်တထောင်ခွဲကနေ3000ကျားပဲရှိရတော့ကျွန်တော် research လုပ်တာရှိပါတယ်။အဲတော့ကျွန်တော်9000တောင်းတော့နည်းနည်းတော့များရလို့ထင်နေပေါ့နော်။အဲတော့ကျွန်တော်ဈေးစစ်ပါတယ်။တထောင်ခွဲနဲ့ရလာပါတယ်။25 Okay, let's go. Good. Have a nice day. Thank you. So this, mm, so refreshing. down to 25k uh, which is around 30 30 bob Whoa. it is humid but uh, it started to drizzle uh, apparently uh, the weather here in Saigon I'm not sure it's, it's the only Saigon that is happening um, the weather here it is um, so fluctuated um, it was so clear like 30 minutes ago and it started to rain yeah that is what is happening here in saigon okay အခုဆိုလို့ရှိရင် google map ကို10မိနစ်လောက်ကြည့်ပြီးတော့ပတ်ရှာတဲ့အချိန်မှာ boa remnant museum ကိုတွေ့တော့ပါပြီထင်းတဲ့အတိုင်းပဲလက်မဖြတ်ဖို့အတွက်တန်းစီရပါတယ် visitor တွေအများကြီးအတွက်တန်းစီရတာပါ က BNN တောင်း၄တောင်းပေးရပါတယ်။အနက်ခွန်ခွဲကနေညနေ9:00နာရီခွဲထိဖွင့်ပါတယ်။လာမယ်ဆိုလို့ရှိရင်စောစောလေးလာဖို့တော့အကြံပြုရယ်ပေါ့နော်။ဘာလို့လဲဆိုလို့ရှိရင်ဒီ open air မှာပြထားတဲ့အဲဒီမျိုးလေယာဉ်တွေအဲဟယ်လီကော်ပတာတွေကြီးချင်တယ်၊ဓာတ်ပုံရိုက်ချင်တယ်ဆိုလို့ရှိရင်နေအရန်ပွင့်အဆင်မပြေဘူးပေါ့နော်။ ခုပြရတဲ့ဘုံတိရဲထဲမှာအကြီးဆုံးတစ်ခုကိုတတိထားမိတာမသိဘူးအဲ့ဒါကို Daisy Carter လို့ခေါ်ပါတယ် BNS ပွဲတုံးကဒီ American ကြေးကြခဲ့တဲ့ဘုံတီရဲ့ထဲမှာအလေးချိန်အများဆုံးနဲ့အကြီးဆုံးဘုံတီဖြစ်ပါတယ်။အလေးချိန်အပြင်ကီလိုဂရမ်6800ရှိရဲ့ပေါင်အပြင်ဆိုလို့ရှိရင်1000ခွဲရှိပါတယ်။အဲ့ဒါကိုလေဒီနဲ့သူ့ရဲ့ပြည့်မှတ်နေရာကိုလေဒီနဲ့ရှုပ်ချရတာဖြစ်ပါတယ်။ အခုဆိုရင် War Remnant Museum ကိုကောင်းကောင်းလည်ပတ်ပြီးတော့ပါပြီကျွန်တော်အချင်း save လုပ်ရပါမယ်ဘာလို့လဲဆိုလို့ရှိရင် Central Post Office ကိုသွားပါအောင်မယ်အချင်း save လုပ်ရမယ်ပေါ့နော်ပြီးလို့ရှိရင်ကြားထဲမှာလည်းကျွန်တော်ဘိုက်စာနေရဲ့အတွက်စာစရာတခုရှာမယ်ပေါ့နော်ဆိုတော့ What is my final thought about War Remnant Museum ပြောမယ်ဆိုလို့ရှိရင်ကျွန်တော်ရှေ့ကစကားကိုပဲပြန်ယူမယ်ပေါ့နော် PNN ရောက်လို့ရှိရင်ဟိုချီမင်းဘက်ကိုရောက်လို့ရှိရင် War Remnant Museum ကိုအော်ခင်ဗျားရဲ့ ဒီ itinerary ထဲမှာမဖြစ်မနေထည့်ပါလို့ကျွန်တော်ပြောချင်ပါတယ်အဲ၄တောင်းပေးရတယ်၄တောင်းနဲ့တန်အောင်ကြည်ရတယ်အဲလေးလာစရာတင်ယူစရာရှိရတယ်အကုန်လုံးတနေရာထဲမှာတီးခွင့်ရတယ်ကြီးချူခွင့်ရတယ်ဆိုတော့အများကြီးတန်ပါတယ်ဘောရမန်မ ్యూ ဇီယံကနေဆိုလို့ရှိရင်ဒီစာတိုက်ဘက်ကိုနည်းနည်းတော့လမ်းပါသေးတယ်အဲ့တော့အပြန်လမ်းမှာကျွန်တော်မက်ဒေါ်နယ်လေးတွေ့တယ်ပေါ့နော် မတော်နယ်ကတော့ရင်းစားချိန်နိုင်ရတော့မဟုတ်ဘူးဒါပေမဲ့အချိန်မရှိတာကြောင့်ကျွန်တော်အော်မြန်မဲဥစ္စာလေးကိုရွေးဖြစ်ပါတယ်အဲ့တော့ဆန်းစဲရှိကြမြန်မြန်စားတော့ပြီးတော့ကျွန်တော်ရဲ့နောက်ဆုံး destination ဖြစ်တဲ့ Central Post Office ကိုအန်ရှောက်လာခဲ့ပါတယ်။မတော်နယ်ကနေဒီစားတိုက်ထိကို walking distance လဲဆိုတော့အရင်ကြီးမကြာလိုက်ပါဘူး။စားတိုက်ရှိနားလေးရောက်တော့ စိတ်ကမပြောမရှင်ဖြစ်လာပါတော့တယ်။ဘာလို့လဲဆိုလို့ရှိရင်ကျွန်တော် flight ကည၈နာရီ flight ပါ။တိတ်မကြခင်မှာပဲကျွန်တော် BNA မြေကနေထွက်ခွာရမှာဆိုတော့စိတ်မကောင်းဘူးပေါ့နော်။ဒီစားတိုင်းမှာဘာတွေလုပ်လို့ရလဲဆိုလို့ရှိရင် activity ၃ခုလောက်တော့လုပ်လို့ရပါတယ်။ပထမတစ်ခုက souvenir တွေဝယ်လို့ရပါတယ်။ကိုယ့်ရဲ့အသီးမိတ်ဆွေတွေအတွက်လက်ဆောင်ပစ္စည်းလေးတွေဝယ်ခြင်းလဲဆိုလို့ရှိရင်ဒီကဝယ်လို့ရတယ်။ဈေးလည်းအရင်များဘူးပေါ့နော်။ကျွန်တော်ကတော့ souvenir တချို့ဝယ်ခဲ့ပါတယ်။ကိုယ့်ရဲ့အသီးမိတ်ဆွေတွေပေးဖို့အတွက်ပေါ့နော်။ အာဒုတိယတစ်ခုကကြတော့ကျွန်တော်တို့ဒီဖုံးယုံလေးရှိပါတယ်ပေးဖုံးလိုမျိုးအော်အရင်ရှစ်ဟောင်းဖုံးပုံစံလေးတွေပေါ့နော်ဖုံးပြောလို့ရမရတော့မသိဘူးဒါပေမဲ့ဓာတ်ပုံရိုက်လို့တော်တော်လေးကိုလှပါတယ်တတိယတစ်ခုကကြတော့စာတိုက်ဆိုဒီအတိုင်းကျွန်တော်တို့စာပို့လို့ရပါတယ်စာပို့တဲ့အခါမှာကျွန်တော်စာအိတ်တွေရွေးလို့ရတယ်ပြီးရှင်စာဆောင်လေးတွေကိုကြိုက်နေတဲ့အရာစာဆောင်လေးတွေရွေးပြီးတော့ပို့လို့ရပါတယ် ကျွန်တော်ကတော့ကျွန်တော်ပို့ချင်တဲ့သူတယောက်ကိုစာလေးတစ်စောင်တော့ sample ခေးလိုက်တယ်ပေါ့နော်ဈေးတော့အနည်းငယ်များရလို့ထင်ရပေမဲ့အဲဒါကတော့အတွေ့အကြုံအသေးတစ်ခုဖြစ်တယ်လို့အမတ်တရားတစ်ခုလည်းဖြစ်စေပါတယ်နောက်ဆုံးတော့ကျွန်တော်လေးစိတ်ရောက်ခဲ့ပါပြီကျွန်တော်စိတ်ကတော့ BNN မြန်မာကျန်နေရခဲ့မယ်လို့ကျွန်တော်ယုံကြည်နေပါတယ် See you BNN